အိန္ဒိယရဲ့ကိုဝါပြည်နယ်မှာကဘာလိခီးတွားများကြားရေပန်းစားတဲ့နိုင်ကလပ်တစ်ခုအတွင်မိလောင်မှုဖြစ်ပွားခဲ့ပြီးကဘာလိခီးတွားများအပါအဝင်လူ25ဦးတေဆုံးခဲ့တယ်လို့ကိုဝါပြည်နယ်ဝန်ကြီးချုပ်ကဒီဇင်ဘာ9ရက်နေ့မှာပြောဆိုခဲ့ပါတယ်။မိလောင်မှုဟာစနေနေ့ညတကောင်ရံခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးရေတပ်ဖွဲ့ကတော့ကလပ်မီးဖိုခန့်တဲ့ gas o ပောက်ကွဲခဲ့ရာကနေအခြားနေရာတွေကိုကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ရေတပ်ဖွဲ့ကပြောဆိုထားပါတယ်။ အာရေဗျပြည်လေကမ်းခြေပေါ်ရှိပေါ်တူဂီရဲ့ကိုလိုနီဟောင်းကိုအပီနေဟာညပိုင်းပွေးလန်းတပင်တွေနဲ့ပြည်လေကမ်းခြေအငွေအသက်တွေကြောင့်နစ်စင်တန်းနေချီတဲ့ကဘာလေခီးတော်တွေကိုဆွေးဆောင်နိုင်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါရယ်ဒီနေ့ကတော့ကျွန်တော်တို့အားလုံးအတွက်အယံနာကျင်ရတဲ့နေ့ဖြစ်ပါရယ်လူ25ဦးတေဆုံးခဲ့ရပြီး6ဦးကဒဏ်ရာရခဲ့ပါရယ်လို့ကိုအပီနေဝန်ကြီးချုပ်ပရာမုတ်စာဝတ်ကပြောဆိုခဲ့ပါရယ်တေဆုံးသူတွေအတွက်ကဘာလေခီးတော်၃ဦးမှ၄ဦးအထိပါဝင်နေလို့ပြောဆိုခဲ့ပေမဲ့ ေဆုံးသူတွေရဲ့အသက်နဲ့ဘေးနိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ပြောဆိုခဲ့တာမရှိပါဘူး။မိလောင်မှုနဲ့ပတ်သက်ပြီးနိုင်ကလရဲ့မန်နေဂျာအပါဝင်လူလေးဦးကိုဖမ်းဆီးထားပြီးပိုင်ရှင်ကိုလည်းဖမ်းဝရမ်းထုတ်ထားပါရယ်။ကိုဟာမိလောင်မှုတရင်ကိုကြားသိရပြီးအလွန်စိတ်မကောင်းဖြစ်ရတယ်လို့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမူဒီကလူမှုကွန်ရက်မီဒီယာမှာရေးသားထားပါရယ်။ကိုအာပီနေကိုယခုနှစ်နေဝက်အတွင်းနိုင်ငံခြားသား2300အပါဝင်ခီးတွား9.5တန်းဝင်ရောက်ခဲ့တယ်လို့လည်းအစိုးရအချက်အလက်တွေအရဖော်ပြထားပါတယ်